စကိုင်းတိုင်းနေသားကြီးမုံရမျိုးကန်တာဦးရက်ကွက်ခေါ်အင်းရွာသေးရက်ကွက်မှာဖြစ်ပွားခဲ့တဲ့နှလုံးပြိုင်လူသက်မှုမှာပြစ်မှုကျူးလွန်ခဲ့သူဟုဆိုတဲ့ကောင်းကောင်းခေါ်ကောင်းခန့်စော်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကန်တာဦးရက်ကွက်ခေါ်အင်းရွာသေးရက်ကွက်ရှိနေတဲ့အိမ်မှာအိမ်ငါနေထိုင်တဲ့လင်မယားနှစ်ဦးရဲ့အလောင်းတွေကိုအော်တိုဝါလာ29ရက်နေ့နနက်9:00နာရီခန့်ကတွေ့ရှိခဲ့တာဖြစ်ပြီးအသက်ခံခဲ့ရတဲ့လင်မယားနှစ်ဦးကိုအမည်မသိအမျိုးသားတအုပ်မှဓာတ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တည်ဆုံးသွားတဲ့လင်မယားနှအူမှာကဏီမြို့နယ်ချိုင်ရွာနဲ့ဥမောင်ချုံနယ်တောင်ငူမြို့မင်းကြီးညိုရက်ွက်နဲ့မတ်ထားထားနယ်ခေါမတ်မမော်တို့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလူသတ်မှုဖြစ်စဉ်မှာပြစ်မှုကျူးလွန်ခဲ့သူဆိုသူကောင်းကောင်းကောင်းခံစော်ကိုရဲတပ်ဖွဲ့မှအော်တိုဘားလ၂ရက်နဲ့ညပိုင်းအချိန်မှာဖမ်းဆီးစစ်ဆေးခဲ့ရ ြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံထွက်ဆိုပြီးပြစ်မှုကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့ဓာတ်နဲ့သက်သေခံပစ္စည်းတွေကိုအံ့နံပြီးဖြစ်တယ်လို့မုံရောင်မြို့နယ်မြေရဲစခန်းမှသိရပါဗျ။ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူကောင်းကောင်းက2015ခုနှစ်အောက်တိုဘာလကတည်းကအလုံးမရှိတာကြောင့်တည်ဆုံးသူမောင်ချုံမှာဘိန်းဖြူဖြန့်ဖြူးပေးဖို့ဆက်သွယ်ခဲ့ကြောင်း2016ခုနှစ်မတ်လပါဘိန်းဖြူပန်နစလင်ပလင်းတလုံးကို၄000ကျပ်နဲ့မောင်ချိုထံမှဝယ်ယူပြီး6000ကျပ်နဲ့မုံရောင်မြို့ရင်းမှလိုက်လံရောင်းချခဲ့ကြောင်း မောင်ချိုရဲ့ဇနီးဖြစ်သူမတ်ထားထားနယ်ကမတ်မမောကကောင်းကောင်းရဲ့ဇနီးဖြစ်သူကိုမူးရဲ့စေဝါသုံးဆွဲကြောင်းပြောကြတဲ့အတွက်အဆက်အသွယ်ဖြတ်ခဲ့ကြောင်းပြောကြပါရယ်အဲဒီနောက်ဖောင်းပြမျိုးနယ်နေသူတဦးထံမှာမူးရဲ့စေဝါတွေယူပြီးဖြန့်ချီနေစဉ်မှာမောင်ချိုတို့လင်မယားကအမျိုးမျိုးလိုက်လံနှောက်ရတဲ့အတွက်စေဝါရေးကြက်တဲလာပြီးအညှိုးထားခဲ့ကအခုလိုနှလောင်းပြိုင်လူသက်မှုကျူးလွန်ရခြင်းဖြစ်တယ်လို့ကောင်းကောင်းကရဲစခန်းစစ်ဆေးချက်မှာဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါရယ် အဲ့ဒီအတွက်ပြစ်မှုကျူးလွန်ခဲ့သူဆိုသူကောင်းကောင်းခေါ်ကောင်းခံစော်ကိုမုံရမြို့နယ်မြေရဲစခန်မှာအမှုကြီးအမှတ်စဉ်၈မြင်းဆောင်2016ပ953မြင်းဆောင်2016ရစသက်ကြီးပုံမှာ300နှစ်အရအမှုပွင့်စစ်ဆင်နေတယ်လို့သိရပါဗျ။ဒါအပြင်တေဆုံးခဲ့သူမောင်ချုံနဲ့မတ်ထထနယ်ကောမတ်မမော်ရိုးရဲ့နေအိမ်မှာအော်တိုဝါလာ28ရက်နေ့ကမူးယစ်ဆေးဝါးတွေရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီလိုနှလောင်းပြိုင်ဖြစ်ပွားခဲ့တဲ့နေ့အတွင်းမှာမိုးရေဆေးဝါးတွေရှာဖွေတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီးလည်းမော်ရမြို့နယ်မြေရဲစခန်းမှာအမှုပွင့်ဆစ်ဆင်းနေတယ်လို့သိရပါဗျ။